ကျွန်တော်ဒီဗီဒီယိုလေးထဲမှာအဲဒီစီးရင်လေးတွေတွင်းတဲ့အခါမှာပေါ့နော်ကျွန်တော်ဒီလိုရိုက်မထည့်ပဲနဲ့အိတ်ဆဲရှိတဲ့မှာရိုက်မထည့်ပဲနဲ့ဖောင်ပုံစံလေးနဲ့စီးရင်တွင်းတဲ့နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့အဲ့ဒါကိုအသုံးပြုဖို့ဆိုရင်တော့ကျွန်တော်တို့ဖောင်ဆိုတာလေးကိုအသုံးပြုပြီးတော့ထည့်ရမှာဖြစ်ပါတယ်သူဒီအိတ်ဆဲမှာအော်တိုပါပီးတာအော်တိုပါလာပီးတာပါ VBA ကုတ်တေ300မလိုပါဘူးအဲ့ဖောင်လေးကဘယ်မှာရှိတယ်လဲဆိုတော့ကျွန်တော်တို့ဒီပေါ်တော့ ဒီ quick asset 2ပါဒီမှာလေးအပေါ်ဆုံးက quick asset ဒါလေးကို quick asset 2ပါလို့ခေါ်ပါတယ်အဲ customer quick asset 2ပါထဲမှာဒီပါရှိပါတယ်ကျွန်တော်လောလောဆယ်ဆိုဒီမှာ customer ဒီထဲမှာ customer quick asset 2ပါရဲ့အပေါ်မှာကျွန်တော် form ပုံစံလေးပေါ်မနေပါဘူးအဲဆိုအရင်ဆုံးကျွန်တော်အဲ့ form လေးကိုပေါ်ဖို့အတွက်ဒီမှာအရင်လုပ်ပါမယ်လုပ်မယ်ဆိုရင်ကျွန်တော်ဒီဒီကနေသွားလို့လည်းရတယ်ပေါ့နော်ဒီကနေသွားပြီးတော့ဒီမှာ more commander ကနေဒီမှာ form ဆိုတာလေးကိုရွေးပြီးတော့ ညာဘူးလားကွန်မန်ဒဲကနေအော်ကမန်ပေါ့နော်အော်ကမန်ကိုရွေးပြီးတော့ဒီထဲကနေဖောင်ဆိုတာလေးကိုရွေးပြီးတော့လဲထဲလို့ရတယ် ဒီမှာဖောင်ဆိုရလေးကိုဒီမှာမက်ပြီးတော့ဒီ quick set 2ပါရနဲ့ off command ကိုရွေးဖောင်ဆိုရလေးကိုဆက်လက်မက်ပြီးရင်ဒီမှာ add ဆိုပြီးတော့ထည့်လိုက်ရင်လည်းရပါတယ်ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ဒါလေးကိုဆက်လက်မက်ပြီးတော့ဒီဘက်က remove ဆိုပြီးဖြုတ်လိုက်ရင်ရပါတယ် okay လို့ပြလိုက်ရင်ဒီပေါ်မှာဖောင်လေးပေါ်သွားပါတယ်ဒါမှမဟုတ်ရင်လည်းဒီနောက်တနည်းကတော့အဲ့ဒီထဲကိုသွားရဲ့နောက်တနည်းကတော့ဒီ file နဲ့ကနေ file နဲ့ကိုသွားမယ် option နဲ့ကိုဝင်မယ်အဲ့ပြီးရင်ဒီ quick set 2ပါဆိုရလေးရှိရဆိုရင်လည်းဒီဘောက်ကလေးကြာလာပါပြီ ။အဲဆိုရင်အဲ့လိုလေးသွားလို့ရပါတယ်ဒီမှာဆိုဖောင်ပုံစံလေးပေါ်လာယူပေါ့နော်။အဲ့ဒီဖောင်ပုံစံလေးကိုကျွန်တော်အသုံးမပြုခင်မှာကျွန်တော်ကဒါလေးကိုကျွန်တော်လိုချင်တဲ့ပုံစံလေးပြောင်းလိုက်အောင်မယ်။ပြောင်းမယ်ဆိုတော့ကျွန်တော်ကဒီကောင်လေးကိုကျွန်တော်ကတေပဲလေးလှုပ်ချင်တာပေါ့နော်။အဲ့ဆိုကျွန်တော်ကဒီကောင်းစင်လေးနဲ့ဒီနောက်ထပ်တရိုးလေးနဲ့ကို format တေပဲဆိုပြီးတော့တေပဲလေးပြောင်းလိုက်မယ်။ဒီလိုချင်တဲ့ပုံစံလေးရွေးပါ။အဲပြီးတေပဲကိုပြောင်းမယ်ဆိုလို့ရှိရင်တော့ဒီ home နဲ့ပေါ့နော်။ဒီ format အတေပဲဆိုတာလေးရှိတယ်။အဲ့ရနေတော့ပြောင်းလို့လည်းရတယ်လို့ control တီကိုနှိမ့်လို့လည်းရပါတယ်ဒီမှာတီပဲပုံစံလေးရှိတယ်ကြိုက်တာကိုယူပါကျွန်တော်ဒီပုံစံလေးယူလိုက်မယ်အဲ့ဆိုသူကဘောက်ကလေးကြာလာတယ်တီပဲက header ရှိသလားရှိပါတယ်ကျွန်တော်ကဒီစင်ကုတ်ဆိုတဲ့ဟာလေးကို header အနေနဲ့သွားမှဖြစ်တဲ့အတွက်ဒီကောင်လေးကိုအမှန်ချစ်လိုက်မယ် okay ပေးလိုက်မယ်ဒါဆိုတော့ကုံပုံပြည်တယ်လေးပြောင်းသွားပြီပေါ့နော်ဒီကောင်လေးတွေကိုကျွန်တော်ကကုလိုချင်တယ်လို့ပြင်ပါကျွန်တော်အလယ်လေးတွေကိုရွှေ့လိုက်မယ်ပြီးတော့ကျွန်တော်ကဘာလုပ်ချင်သေးတယ်လဲဆိုတော့ဒီကုတ်တွေကိုပေါ့နော်ဒီကုတ်တွေကိုကျွန်တော်နှခါမခတ်ချင်ပါဘူးဒီကုတ်တွေကိုနှခါ မခတ်ချင်ဘူးဆိုရင်ကျွန်တော်ဗီဒီယိုတစ်ခုမှလည်းပြောထားပြပါတယ်။ဒါရီကုတ်တင်မခတ်မခတ်ချင်ရင်တော့ကျွန်တော်တို့ count if function လေးနဲ့ဒီ data validation list မှာ သွားပြီးတော့မှရေးပြီးတော့မှပေါ့နော် count if function နဲ့ရေးပြီးတော့ contact လို့ရပါတယ်ကျွန်တော်ဘယ်လိုလုပ်မှာလဲဆိုဒီ count if function နဲ့ဒီ c3 ကနေပေါ့နော်ကျွန်တော်ဆိုဒါဆို c3 ပေါ့ c3 it to c3 ကို count မယ်1ဖြစ်တယ်ဆိုဖွင့်ပြုမယ်နောက်တစ်ခါ c3 ကနေ c4 ကိုလည်း count မယ်1ဖြစ်တယ်ဆိုဖွင့်ပြုမယ် c3 ကနေ c5 c3 ကနေ c6 ပေါ့နော်သူ့ကိုဒီလိုဆင်းဆင်းပြီးတော့ count သွားမှာအဲ့ဒါဒီ1နဲ့ညီတယ်ဆိုရင်တော့ဖွင့်ပြုမှာ ဆိုလိုချင်တာကတစ်ချိန်ပဲပါတယ်ဆိုခွင့်ပြုမှာနှစ်ချိန်ဆိုရင်ခွင့်မပြုဘူးလို့သွားရေးပါမယ်။အဲဆိုကျွန်တော်ဒီနေရာမှာ count if function ကိုလည်းတုံးလို့ရတယ်လို့ count if function ကိုလည်းတုံးလို့ရတယ်ကျွန်တော် count if ကိုတုံးလိုက်မယ်။ count if မှာဆိုရင်သူရဲ့ criteria ရဲ့ဒီမှာဆိုရင်သူရဲ့ syntax လေက criteria range 1 criteria 1ပေါ့နော်။အားလေးကိုကျွန်တော်က data validation ထဲမှာသွားရေးရမှာပါ။အဲဆိုတော့ဒီ column နဲ့ကျွန်တော် column လေးကို select မလိုက်မယ်။အဲပြီးရင်တော့ data 2ထဲက data validation ကိုသွားမယ်။အဲပြီးရင် ီမှာစက်တင်လက any value မှာကျွန်တော်သုံးမှာ formula ဖြစ်တဲ့အတွက် custom ကိုရွေးမယ်အဲ့ဒါပြင်ဒီမှာကျွန်တော်သုံးမဲ့ formula ကိုရေးမယ်အဲ့ဒါပါလဲဆိုတော့ c3 get to c3 ပေါ့နော် c3 it to c3 အဲ့ပြီးရင်ဆိုရင်အဲ့မှာကျွန်တော်က C3 ကိုကျွန်တော်က gain တွေထားခဲ့ရမယ်ကျွန်တော်က C3 AD C3 C3 to C4 သွားမှာဖြစ်တဲ့တဲ့ gain တွေထားမှာဖြစ်လို့ထည့်လိုက်မယ်ဒါကတော့ criteria rate မှာ criteria 1ကတော့ C3 ပဲဖြစ်ပါတယ်အဲ့ဒါဒီ equal ပေါ့နော် c3 ပဲ sorry c3 ပဲဖြစ်တဲ့ equal 1 1ဖြစ်မယ်ဆိုရင်ကျွန်တော်ခွင့်ပြုမယ်အဲ့ဒါဆိုတော့ error ls လေးကျွန်တော်ထည့်ခြင်းတယ်အဲ့ဒါဆိုတော့ error ls လေးကိုကျွန်တော်ဒီမှာ error ls ကိုသွားလိုက်မယ် and store လို့ပဲထားမယ်ဒါကတော့လုံးဝရိုက်မရအောင်လုံးဝဖြစ်တဲ့အတွက် store အဲ့ပြင်ကျွန်တော်ကဒီမှာ duplicate ဆိုပြီးတော့မှအဲ့ဒါရိုက်ထည့်လိုက်ရင် duplicate ဖြစ်နေ duplicate လို့ပေါ်လာအောင်လေးကျွန်တော်ရေးလိုက်မယ် အဲ့ဒါဆိုဂျူလီကိန်းလို့ပေါ်လာမယ် okay ပေါ့အဲ့ဒါဆိုကျွန်တော်ဒီမှာရိုက်ကြည့်မယ်တရရိုက်လို့ရတယ်30ပေါ့နော်နောက်တဲ့30ရိုက်မယ်အဲ့ဒါဆိုကျွန်တော်ရိုက်လို့မရတော့ပါဘူးသူက retry ဂျူလီကိန်းဖြစ်နေတယ်လို့ကျွန်တော်ကိုလာပြပေးပါတယ်နောက်တစ်ခုကဒီတာဝန်ကိုလည်းကျွန်တော်ကဒီတာဝန် list မှာပါတဲ့ဟာလေးတွေပဲရိုက်ထည့်လို့ရအောင်လုပ်ပါမယ်အဲ့ဒါဆိုကျွန်တော်ဒီမှာဒီမှာဆက်လက်မှတ်မယ် data validation တွေကိုသွားမယ်ဒီတစ်ခါစီရင်ကိုအသုံးပြုမှာဖြစ်တဲ့အတွက် list ကိုသွားမယ် setting တွေကိုဝင်မယ်ဒီမှာဆိုရင် list အပြင်ဒီ source ကတော့ဒီကောင်းလေးဖြစ်ပါတယ်အပြင်ကျွန်တော်ဒါလေးကိုလည်းအဲ့ဒါ alias ထည့်လိုက်ဦးမယ်အမှဒါဘာပဲမလဲဆိုတော့ out of list လို့ပြီးလိုက်မယ် out of list ပေါ့နော်ကျွန်တော်စီးရင်ရပြင်ပါဦးရောက်နေစီးရင်ထဲမှာမပါဘူးလို့ပြောချင်တာပေါ့နော်အဲလေးဆိုရင် okay လို့ပြီးလိုက်မယ်အဲဆိုရင်ကျွန်တော်ဒီမှာရသွားတယ်ကျွန်တော်ဥပမာဆိုရင်ဒီမှာ account ရှိရ cashier ဒီမှာဆိုမပါတာဆိုရင်ဘာရှိမလဲဆိုတော့ manager မပါဘူး မန်နေဂျာလို့ရိုက်ထည့်လိုက်ရင်သူခွင့်မပြုတော့ပါဘူး။ Okay အဲဒါဆိုရင်ကျွန်တော်တို့ဖောင်ထဲမှာပတ်ဖြေတော့မယ်။ဖောင်ကနေစင်းနေဖြေတော့မယ်ဆိုရင်ဒီခေါင်းစဉ်လေးတွေကိုအရင်ဆက်လက်မှတ်ပါ။အဲပြီးရင်ဒီဖောင်လေးကိုယူလိုက်မယ်ဆိုဒီမှာဖောင်လေးကြာလာပါပြီ။ โอเคဒီမှာဆို new ပေါ့เนาะ new ရှိမယ်အဲဆိုရင်ဒီမှာ fine preview fineness criteria တခုချင်းစီပေါ့เนาะကြာပါတယ်အဲ့ဆိုကျွန်တော်အရင်ဆုံးတခုတရအရင်တွင်းကြည့်မယ်ကုတ်ဖို့တော့ a001 နေစပေးလိုက်မယ်အဲ့ပြီးညမာစာနဲ့လည်းရပါတယ်ကျွန်တော်တို့ဒီမှာလွယ်သွားအောင်အင်္ဂလိပ်နဲ့လည်းရိုက်လို့ရတယ် unicode နဲ့ရိုက်လို့လည်းရတယ်ပေါ့เนาะဒါဝင်မှာကျွန်တော်ကဒီကောင်လေးကိုကတော့ကျွန်တော်ဘာလို့ပေးလိုက်မလဲဆိုတော့ sales step ပေါ့เนาะ f d a f s sales step လို့ပေးမယ်ဒီမှာတက်ကြီးလေး းခုံပြီးသွားပါအန်တားခောင်းရင်သူကဝင်သွားတခါလဲဝင်သွားတော့မှာပေါ့နော်တရက်တလ25လို့ပြီးမယ်ဒါကိုတော့ရန်ကုန်လို့ပြီးလိုက်မယ်အပြင်အန်တားခောင်းလိုက်မယ်ဒါဆိုရင်ဒီမှာဝင်သွားပါပြီတရားဝင်သွားပြီနောက်ထပ်နံပါတ်2ရောက်ပြီးမယ်အန်တားလေးခောက်သွားပါအေး002အပြီးလို့ရှိရင်တော့ tactic sorry undercover မဟုတ်ပါဘူး tactic ခုံပါပါအပြီးရင်မောင်းမောင်းပြီးတော့ကြော်ကြော်လို့ပြီးပါမယ် ကြော်ကြော်လို့ပြမယ်ကြော်ကြော်ဒီခက်ရှိရပေါ့နော်ခက်ရှိ IR CSSIR ခက်ရှိရလို့ပြမယ်ဝင်ရက်ကတော့15ရက်တလ25လို့ပြမယ်လိပ်စာကတော့ EYGN လို့ပြလိုက်မယ်အဲဆိုနေရောက်ရောက်သွားပြီနောက်ထပ်3ပေါ့နော်အဲဆို3ရောက်မြောက်အပြင်တက်ကီလေးခုံမဲ့ A003 ပေါ့နော်အပြင်အမီကများများလို့ပေးလိုက်မယ်ဒါဝင်ကကျွန်တော်ကဒီနေရာမှာကျွန်တော်ရိုက်ကြည့်လိုက်မယ် m a n a g e r manager လို့ရိုက်ကြည့်လိုက်မယ်ဝင်ရက်က15ရက်လ25ပေါ့နော်သူကက ygm လို့ပြီးလိုက်မယ် under ခေါက်ကြည့်လိုက်ရင်သူကဒီမှာ error alert ပြလာတယ်နော်သူကအဲ့ဒါဆိုပြီးတော့သူကပြနေပါပြီပြန်ပြင်ဖို့အတွက်ပြောနေပြီ okay ဒီမှာကအမ်ဘာလို့မမြင်နေရလဲမသိဘူးနော် โอเคအဲဆိုရင်ကျွန်တော်ပြန်ရိုက်ရမယ်အဲဆိုဒီ manager မရှိတဲ့အတွက်အဲကျွန်တော်ဥပမာ accountant ပေါ့နော် A C C O U N T A N T accountant လို့ရိုက်လိုက်မယ် enter ခောက်လိုက်မယ်ဒါဆိုရင်ဝင်သွားပြီအဒီမှာအပေါ်ကလေကျွန်တော်ပျောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာတရားလေးကိုပြန်ပြီးတော့မှ chain နဲ့ဖြတ်လိုက်မိရပေါ့နော်အဲဆိုအဲ့ဒါကိုပြန်သွားကြည့်နေဆိုရင်တော့ဒီမှာ file preview နဲ့ရှာလိုက်ပါအဲဆိုရင်3နော် A 003 3အမီက အမြည်ကတော့ဒီနေရာမှာမြန်မြန်ပါအဲဆိုရင်အန်တာခောက်လိုက်မယ်ဆိုတော့ရောက်သွားပါပြီနောက်ထပ်ကျွန်တော်၄ရောင်မြောက်အဲဆိုရင် a ကျွန်တော်ဒီမှာ a 0 0လို့ပဲကျွန်တော်ပေးလိုက်မယ်နောက်တစ်ခုကအမြည်ကမိုးမိုးလို့ပေးလိုက်မယ်ပေါ့နော်မိုးမိုးတာဝန်ကကျွန်တော်ကဒီမှာအဲ reception နဲ့ ice e d r o m i s d recession နဲ့အဲဒီတက်ကီးလေးခုံမဲ့တရက်တလ25အဲပြီးတော့သူကတော့ NDY လို့ပေးလိုက်မယ်ပေါ့နော် နေရက်လေးစား NDY လို့ပေးလိုက်မယ် enter ခောက်လိုက်မယ်သူကဒီမှာပြနေပါ retry နဲ့သူက duplicate ဖြစ်နေတယ်လို့ပြတယ်အဲဆိုတော့ကျွန်တော်က retry အဲပြီးတော့ဒီနေရာမှာ a004 လို့ပေးလိုက်ရင် enter ခောက်လိုက်မယ်ဒါဆိုရင် အဲဒီမှာဆိုရင် recession နဲ့ကကျွန်တော်မားနေပါတယ်အဲဆိုတော့ကျွန်တော် retry လို့ပေးလိုက်မယ် r e c e နော် recession နဲ့ enter လို့ခောက်လိုက်မယ်အာဒီမှာလဲကျွန်တော်အပေါ်ကဟိုဖြတ်လိုက်မိပြီအဲဆိုကျွန်တော် find pbn နဲ့ပြန်သွားမယ်ဟွန်းဒီမှာ l e e 004 amiga momo ပေါ့နော် m o e m o m o ဆိုပြီးတော့ခေါ်လိုက်မယ်ဆိုဝင်သွားပြီနောက်ထပ်ငါပေါ့နော်တယောက်ထပ်ရိုက်ကြည့်မယ် a 005အဲဒီကခါကျတော့အမှုမှုပေါ့နော်အမှုမှုတာဝန်က r e c e t t i o n i l d တကယ်လို့ကျွန်တော်စလုံးပေါင်းမနေရင်လည်းနားလည်ပေးပါတရက်တလ25လို့ထည့်လိုက်မယ်လိပ်စာကတော့ကျွန်တော်က m d y လို့ထည့်လိုက်မယ် မှန်တယ်မယ်နောက်တစ်ယောက်ကျွန်တော်ထပ်ပြင်းကြည့်ဦးမယ်အဲပြီးတော့ a 006ပေါ့နော် m ကအဲဟိုပေါ့ခင်ခင်ပေါ့နော်ခင်နော်ခင်ခင်အဲပြီးတော့တာဝန်က accountant ပေါ့ a c c o u n t a n t accountant ဝင်ရက်ကအဲ15ရက်တလ25လေးစားကသူကရန်ဝိုင်းကြီးရပေါ့နော်အဲဆိုရင်အန်တာခောက်လိုက်မယ်โอเคရောက်ပါပြီ ်ဒါလေးတွေမှာကျွန်တော်ကပြန်ရှာခြင်းနဲ့အတိထွက်ခြင်းနဲ့ဆိုရင်ဒါလေးကိုကျွန်တော်တစ်ချက် close ပိတ်ထားလိုက်မယ်ပေါ့ဟုတ်ပြီနောက်တစ်ခေါက်ထပ်တွင်းမယ်ဆိုရင်ဒီမှာ user account လေးကို ဆိုရင်ကျွန်တော်ကျန်ရှိနေပြီ။ဒါဆိုကျွန်တော်ညူးလို့ယူလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာထပ်သွင်းသွားလို့ရပါပြီ။ကျွန်တော်ပြန်ရှားခြင်းနေဆိုရင်တော့ကျွန်တော် file pbs တန်းဆိုရင်ဒီမှာ6အာကျွန်တော်9ရက်တန်တထရှေ့ကိုဆက်တိုးကြည့်မယ်ဆို5 4 3ဒီကနေနောက်ကိုပြန်ရှာခြင်း နော်ဒီမှာပြန်ရှာလို့ရတယ်။အဲ့လေးတွေပြန်ရှာလို့ရပါတယ်။ပြီးတော့ကျွန်တော်တို့ criteria ပေါ့နော် criteria လိုက်လဲရှာလို့ရတယ်။ဥပမာဆိုရင်ကျွန်တော် criteria မှာဝင်ရက်နဲ့ရှာမယ်ဆိုရင်15ရက်တလား25နဲ့ရှာမယ်ဆိုရင်25ရက်တလ25နဲ့ဆိုဒီကောင်ရှိရဲ့နောက်ထပ်သူရှိမှာဘယ်သူရှိလဲ25ရက်တလတွေကိုသူကကြော်သွားပေးတာပါနော်25ရက်တလတွေနဲ့ပတ်သက်တာကိုပဲရှာသွားပေးတာနောက်တစ်ခါကျွန်တော်က criteria ကိုကျွန်တော်ကဒီထဲမှာ accountant နဲ့ရှာမယ်ဆိုရင် A T C, C O U N A c c o u n t a n d accountant နဲ့ရှာမယ်ဆိုရင်လည်း accountant ဆိုဒီမှာ accountant ရှိတာနေရောက်ကိုသူကရှာပေးသွားမှာဖြစ်ပါတယ်။တခြားလူတွေကိုမပါတော့ပဲဒီနေရောက်ကိုပဲရှာပေးသွားမှာ ဖြစ်ပါတယ်။ delete လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဥပမာဒီကောင်6ကို delete လုပ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီကနေ delete လုပ်ပြီးတော့ဒီမှာ delete လုပ်ပြီးတော့ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ okay လားဆိုသူကမေးပါတယ်။ display record with deleted ဆိုပြီးပေးလိုက်ရင်ဒီမှာ number 6ကပြတ်ပေါင်းမှာဖြစ်ပါတယ်။ နော်အဲပြီးတော့ကျွန်တော်ကဒီကောင်လေးကို1ပေါ့နော်အဲကျတော့ကျွန်မ5 previous ကကျွန်တော်3 အကောင့်တနဲ့ရွေးထားလို့ပါအဲဆိုအကောင့်တကိုကျွန်တော်ဖြတ်လိုက်မယ်အပြင်ကျွန်တော် find pbs ဆို2ပေါ့အဲ2ကိုကျွန်တော်တခုခုပြင်ကျင်တယ်ဥပမာဒီမှာ cashier မဟုတ်ဘူးအဲသူ့ကို security လို့ပြင်ကျင်တယ်ပေါ့နော် c u r i d y security လို့ပြင်ကျင်တယ်ဆိုရင်အဲဆိုရင်ဒီလေဒီလိုပြင်ကျင်ဒီမှာပြင်ကျင်လို့ရပြီအမဟုတ်ဘူး store security လို့ပြင်ကျင်ဒီမှာပြင်ပြီးတော့ကျွန်တော် enter ခေါက်လိုက်လို့ရပါတယ်ဒါမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ကအမဟုတ် security မဟုတ်ခဏနေရာအတိုင်းပဲပြန်ထားမယ်ပေါ့နော် အတီကောင်းပြီဒူရာရဲ့ကက်ရှီယာနဲ့ပဲပြန်ထားမယ်ဆိုဝီစတိုးကိုနှိပ်လိုက်ပါအဲဆိုကက်ရှီယာပဲပြန်ဖြစ်သွားပါတယ်ဘလို့နှိပ်လိုက်ရင်ရပါဒါလေးကတော့ user form အသုံးပြုနည်းလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်